ခံသေးဘဘဝဆိုရာယုံကြည်ရွယ်ဒေါနောကဒေါနိုင်ကဒေါဘဘဝမွေတောင်းဝင်ယူမိန်လာခံသေးနိုင်တယ်အေဂျန်ဒေါနိုင်ကဒေါသန်နဲ့ထာအလုံးမင်္ဂလာပါခင်ဗျာဒီနေ့မြောက်ပေးသားမယ့်အကြောင်းအရာတော့ဒီ Avila 24ရက်နေ့အထိပေါ့မန်လေးငလျင်ဘေးတွေ ရှားဖွေကစရေးနဲ့ဒီကနေတုံးရဲ့လုပ်ငန်းတွေကိုဒါလောက်ဆောင်ပေးကြတဲ့နတ်ဆတ်အစိုးရဖွေဒါလောက်ဆောင်ပေးတဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အသုံးသပ်မြောက်တော့ဖြစ်ပါတယ်။ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒါအရင်တစ်ခေါက်ဒါဗီဒီယိုမှာတုန်းကလည်းပဲဒါဒီဒီအင်အားပြင်းနေပေါ့လေဒါမန်လေးငရင်းဒီကြောင့်မလို့ဒူးရေကဘယ်လောက်ထိဒါပြေဆုံးခဲ့ရတယ်ဒါဘယ်လောက်ထိထိခိုက်ဒဏ်ရာရပြီးတော့ဒါဘယ်လောက်ထိဒါဒီပျောက်ဆုံးနေပေါ့ပြီးတော့ဒီအဆောက်အဦတွေဒါဘယ်လောက်ထိတက်စီခဲ့ရတယ်ပြီးတော့ဒီနိုင်ငံတကာကိစ္စရေးအဖွဲ့အစည်းနဲ့အခုပေါင်းပြီးတော့ဒါဘယ်လိုမျိုးဆက်လောက်ဆောင်နေဆက်သဖြင့်မလို့ဒါနဲ့ပတ်သက်ပြီးတော့အသေးစိတ်ပြောပြခဲ့ပြီးဖြစ်ပါတယ် ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ဒီမန်လေးငရင်းကြီးဆောင်ပို့လေတိကိတ်ပစ္စည်းကြီးရတာရဲ့အတွက်ရှာဖွေကိစ္စရေးနဲ့နန်နူတောင်ရဲ့လုပ်ငန်းတွေကိုလောက်ဆောင်နေကြတယ်အစိုးရအဖွဲ့ရပို့လေအဲဒီလောက်ဆောင်ချက်တဲ့အပေါ်မှာဒါကျွန်တော်ရဲ့အမြင်ထုတ်တဲ့အကြံပြုချက်တချို့ကိုဒါသူကတော့ဖြစ်ပါတယ်ဆိုတော့ဒီပထမဆုံးပြောချင်တာကတော့ဒီနတ်ဆခအစိုးရရဲ့နဲ့ပို့လေဒါဒီမတ်လတာ28ရက်နေ့ကတော့ဒါဒီဖြစ်ခဲ့တယ်ပို့လေအင်အားပြင်းမန်လေးငရင်းကြောင့်မလို့ဒါတနင်္ဂနွေလုံးမှာပစ္စည်းခဲ့ရတာတွေကိုအတွက်ကူညီကိစ္စရေးနဲ့ဒါပြန်တီထောင်ရေးလုပ်ငန်းတွေကိုဒါပြင်းပြထန်တဲ့လောက်ဆောင်နေတဲ့အပြင် တမလို့နည်းရလေပြန်နေထူတောင်ရေးနဲ့ SA လုပ်ငန်းတွေကိုဒါအချင်းအုံနဲ့ဒါဆောင်ရွက်နိုင်ဖို့အတွက်2025ခုနှစ်ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိကိုပေါ့လေယာယီပြစ်ခတ်တိုက်ခိုက်မှုရဲ့စီကာလဆိုပြီးတော့အထောက်ပြန်ခဲ့တာဖြစ်ပါတယ်ဒါကဒီပထမတစ်ချိန်ပေါ့လေပြီးတော့ဒီ penalty ဆောက်ရေးနဲ့ထူထောင်ရေးလုပ်ငန်းတွေကိုဒါပို့ပြီးတော့နည်းနည်းဆန်းဆန်းတော့လောက်ဆောင်နိုင်ဖို့အတွက်ဆိုပြီးတော့2025ခုနှစ်ဧပြီလ23ရက်နေ့ကနေ30ရက်နေ့အထိယာယီပြစ်ခတ်တိုက်ခိုက်မှုရဲ့စီကာလကိုထပ်ပြီးတော့အထူးမြင့်ခဲ့တာဖြစ်ပါတယ် အဲ့နောက်တစ်ချက်ကဘာလဲဆိုတော့ဒီသူတေတီရဲ့ဒါအစိုးရပေါ့လေဒါတဘာဝဘေးရန်တွေနဲ့ဒါကျုံခဲ့မှာဆိုလို့ရှိရင်ဒါတဘာဝဘေးရန်ရဲ့စီမံခန့်ခွဲမှုကိုအဆင့်၄၀နဲ့ဒါလောက်ဆောင်တင်တယ်လို့ဒါဆိုဆိုထားတာပဲဖြစ်ပါတယ်။ဒါဒီပထမတစ်ဆင့်ကဒါဘာလဲဆိုလို့ရှိရင်ဒါကျူရင်တစ်ဆင့်နဲ့ဘိုင်းပေါ့လေ။ဒီဘိုင်းကဒါဘာကိုဆိုလိုတာလဲဆိုလို့ရှိရင်ငလျင်ဘေးဒါကြားရလို့တဲ့အခါမှာဒီဆောင်းရန်ရှောင်းရန်ဒါအချက်တွေကိုပေါ့လေဒါတိုးပြီးတော့ဒါတိချတင်နေလို့ဒါဆိုတာဖြစ်ပါတယ်။ပြီးတော့ဒီအနေသာကြီးခင်ပြင်လိုက်ပေါ့လေ။ဒါဒီ emergency operation center ထားရှိပြီးတော့လုပ်ငန်းတွေကိုဒါကျူရင်တင်ဆင်ရမှာဖြစ်ပါတယ်။ ဲ့ဒုတိယတစ်ချက်ကတော့ဘာလဲဆိုတော့ဒီအန်ဒီရွှေ့ကြခြင်းအပိုင်းပေါ့ဒီပိုင်းရတာဘာလို့ဆိုရဲဆိုလို့ရှိရင်အဆောက်အဦတွေကိုလေစပြီးတော့ဒီစောက်စဉ်ကလေးရပြန်ဒါဒီဒီစမ်းချင်းစမ်းနှုန်းနဲ့ပေါ့လေအကန့်ညမှုရှိမရှိကိုဒါစစ်ဆေးရမှာဖြစ်ပါတယ်ဆိုတော့ဆိုလိုချင်တာဘာလဲဆိုလို့ရှိရင်ဒါဒီငွေရင်းဘေးအတွက်ပေါ့လေအဆောက်အဦကိုစပြီးတော့ဒီစောက်စဉ်ကာလကလေးရပြန်ဒါငွေရင်းဘေးပေါ့လေအန်ဒီဒါခံနိုင်ရှိမရှိကိုဒါဒီပညာမြင့်ဒါစစ်ဆေးဖို့ဒါလိုအပ်တာဖြစ်တယ်ဒါဆိုလိုတာဖြစ်တယ်ဆိုတော့ဒီနောက်တစ်ချက်ကဒီတတိယတစ်ချက်ပေါ့လေဘာလဲဆိုလို့ရှိရင်တော့ဒါဒီ ် response ပေါ်လေအချိန်မီတုံ့ပြန်ခြင်းအပိုင်းဒါ demand order နှစ်ပိုင်းထပ်ပြီးတော့ရှိရဖြစ်တယ်ဒါဒီ first response ဆိုတဲ့မိမိကိုယ်တိုင်နဲ့ဒါ second response လို့ခေါ်တဲ့ဒါဒီပြည့်စည်ပြီးအဖွဲ့စည်းပေါ်လေပြည့်စည်ခြင်းအပိုင်းနဲ့ဖြစ်ပါတယ်ဆိုနောက်ဆုံးအဆင့်ကဘာလို့ဆိုလို့ရှိရင်တော့ recovery ပေါ်လေဒါပြန်နေတိဆောက်ခြင်းအပိုင်းဖြစ်ပါတယ်ဒါဒီပြန်နေတိဆောက်ခြင်းအပိုင်းကဒါဘာလို့ဆိုရလဲဆိုလို့ရှိရင်တော့ဒီအဆောက်အဦတွေကိုပေါ်လေပြန်ပြီးတော့ဒါဒီဆောက်ရေးထူထောင်ရေးဒါလုပ်တဲ့အခါမှာဒါတသိပညာရှင်နဲ့အဆင်းရပြီးတော့ဒီအញ្ញဉဏ်တွေရယူပြီးတော့နောက်ဆုံးတင်တယ်လို့ဆိုထားကြတာဖြစ်ပါတယ်။တော်ဒီနောက်ဆုံ ပြောချင်တာကတော့ဒီအခုကာလကပေါ့လေဒါဒီမင်းလေးပေါ့လေဒါရှာဘိုကေစေးလုံငန်းတွေပြီးလို့ဒီပြန်ပြီးတိဆောက်ရေးလုံငန်းတွေကိုပေါ့လေဒါဆက်ပြီးတော့လောက်ဆောင်နေတဲ့ကာလဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မို့လို့ဒါမင်းဘေးတင်ဒါပြည်သူတွေအတွက်ဒါဒီပြန်ပြီးတိဆောက်ရေးလုံငန်းတွေကိုလောက်ဆောင်နေတဲ့ကာလဖြစ်တဲ့အတွက်မို့လို့ဒါလက်ရှိအစိုးရနဲ့ပေါ့လေအခတိရရောက်ဒါကြည့်ချက်ဟုတ်ဒါလိုအပ်နေမယ်လို့ဒါကျွန်တော်နေနေတာသုံးသပ်မိတယ်ဆိုဒီပြောချင်တာကတော့ဒီဒီဆောက်လို့ရေးတုံးဒါပစ္စည်းတွေပေါ့လေဒါဈေးထင်းကြီးပေးဖို့ရယ်ပြီးတော့ဒီထိခိုက် ပစ္စည်းကြီးရတဲ့ဒီအဆောက်အဦတွေကိုဒါဆန်းစစ်ပေးဖို့ ਨੇ ဒီအဆောက်အဦတွေကိုတကယ်တည်ဆောက်တဲ့အခါမှာပေါ့လေအဲဒီငလျင်ဘေးခံနေဒီပေါ့လေဒါရှိမရှိအဆိုင်ဆိုင်ရုံနဲ့ကန့်ညမှုရှိမရှိကိုဒါကြည့်ရဆောင်ရတဲ့အဖွဲ့တွေထားရှိပြီးတော့ဒါစစ်စစ်တင့်တယ်လို့ကျွန်တော်အနေနဲ့ပြန်တွေ့လို့ပါပဲအားလုံးကိုကျေးဇူး